အားလုံးသိကြတဲ့အတိုင်းပဲကျန်းဖက်စစ်ကောင်စီကကျွန်တော်တို့ရေပြင်မှာထိခဲ့တဲ့အရာတဲ့ဒေါ်လာ8ဒသာတွေဒုသားပြည်သူတွေကိုကုသပေးနေတဲ့ကျွန်တော်တို့ရဲ့ကျမကြီးဝန်ထမ်းတွေကိုဝေဟင်ကနေပြီးတော့မှဘုံကျဲပြီးတော့မှချိန်ချောက်နေတာအားလုံးသိပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလောက်ဘုံတွေဘုံကျဲနေတဲ့ဇာတွေကနေမှမိမိရဲ့အတက်ကိုဗရာဏမထားဘဲနဲ့အစီအစဉ်စစ်မီပြင်းနေမှာ ်ပြည်သူပြည်သားတွေရဲ့ကျမကြီးနဲ့ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေရဲ့ကျမကြီးကိုဆောင်းလျှောက်ပေးနေကြတဲ့လူတွေရဲ့ရဲစွမ်းတက်တီကိုတော့ကျွန်တော်တို့မချီကျူးပဲမနေနိုင်ပါဘူးအခုကတော့သူတို့အတွက်အဆင်ခုံမှုတည်းရဲ့ဖြစ်လာပါတယ်မြေပြင်ပေါ်မှာရှိတဲ့ဆေးရုံဆေးခန်းတွေမှာကျမကြီးဆောင်းလျှောက်မှုပေးနေတဲ့အချိန်မှာခုနပြောတဲ့အချိန်မီလာပြီးတော့မှဒီနေ့ဘယ်ချိန်အဲဘယ်တော့လာပြီးတော့မှဘုံကျဲမလဲကျွန်တော်တို့မသိဘူးပေါ့နော်မသိတဲ့အတွက်သူတို့အတွက်ထိခဲ့တဲ့အရာရနိုင်တဲ့ခွင့်လန်းတွေအထိခဲ့တဲ့အရာရနိုင်တဲ့ ပြဿနာတွေကဒါကျွန်တော်တို့အတွက်ကျမ်းမာရေးဝန်ထမ်းတွေစိတ်ခုံမှုဖြစ်လာတဲ့အတွက်ကျွန်တော်တို့ဒီဟာသူတို့အတွက်အသက်အန္တရာယ်လည်းဖြင်းဝေးအောင်စိတ်ချလက်ချလည်းကျမ်းမာရေးဆောင်ရှောက်မှုလုပ်ငန်းတွေလုပ်နိုင်အောင်ဆိုပြီးတော့မှအဲခုနပြောတဲ့ကျွန်တော်တို့ underground ODD တိဆောက်ဖို့ကျွန်တော်တို့စဉ်းစားလာကြတယ် underground hospital တိဆောက်ဖို့စဉ်းစားလာကြတယ်ပေါ့နော်အဲစဉ်းစားချက်ကနေခြေခံပြီးတော့မှဒီ safe hospital safe healthcare project လေးပေါ်ပေါ်လာတာဖြစ်ပါတယ်အားလုံးလည်းသိတဲ့အတိုင်းပဲဒါကျွန်တော်တို့ရဲ့ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေတဲ့အဲကျွန်တော်တို့ရဲ့ ဒီဘက်ဒီဘန်းတွေမိတ်ဆွေတကယ်ချင်းတွေရောင်းရင်းတွေကျမကြီးစောင့်ရှောက်မှုပေးနေတဲ့ကျမကြီးဝန်ထမ်းတွေရဲ့ဟာတွေတော့ကျွန်တော်တို့ရင်တော့တော့သူကဘုတ်ခုတ်ချင်းတွေတူးပြီးတော့မှကျွန်တော်တို့ကာဝယ်စောင့်ရှောက်ခဲ့တယ်အထိုက်လျောက်လည်းကျွန်တော်တို့ကာကွယ်နိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဘုတ်ခုတ်ချင်းတော့လည်းလုံလောက်တော့ဘူးဒါပေမဲ့အာလီဝါနီစစ်စံကြောင့်မလို့လေးရင်လာတယ်ဆိုရင်ဘုတ်ခုတ်ချင်းနဲ့ဝင်ပြီးတဲ့အတွက်ကျွန်တော်တို့ကျမကြီးဝန်ထမ်းတွေကတော်တော်များများတော့အတန့်အနေနဲ့ကျင်းနေကြတယ်ပေါ့နော် အဲဒါမှလည်းစေယုံပေါ်တက်တဲ့ဘုံကြပြီဆိုရင်တော့အဲတဲမှာရှိတဲ့လူနာတွေအဲ OD တဲမှာခွဲစိတ်နေတဲ့ဆရာဝန်တွေရဲ့အသက်အန္တရာယ်လည်းတော်တော်လေးရေးကြည့်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ underground OD တွေ underground hospital တွေဆောက်ဖို့အတွက်စဉ်းစားဆုံးဖြတ်ပြီးကြတော့မှဒါလေးတွေကိုကျွန်တော်တို့မြေပြင်မှာအကောင့်တွေပေါ်ပေးရင်လည်းပို့ပြီးတော့မှကျွန်တော်တို့ဉာဏ်စံအထည်ရောက်ပြီးတော့မှဘေးကင်းလုံခြုံတဲ့ကျမကြီးဆောင်ရှားမှုပေးနိုင်မယ်လို့ယူဆတဲ့အတွက်ဒီ project လေးကိုစတင်ရင်းဖြစ်ပါတယ်အားလုံးအသိရှိနားလည်ကြတယ်ဆိုရင်တော့လေကျွန်တော်တို့ရဲ့ project လေးကိုဝိုင်းပြီးတော့မှ အမှန်ကန်ဆုံးနဲ့အမြန်ဆုံးပေါ့နော်ကျွန်တော်တို့မြေပြင်မှာအစာအုပ်တွေတိဆောက်ပေးနိုင်တော့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါလို့ကျွန်တော်အနေနဲ့တုတ်တယ်တိုက်တွန်းပါတယ်ပြန်နော်အားလုံးလည်းကျေးဇူးတင်ပါတယ်ဗျ